မန္တလေးမှာကြာငလင်လှုပ်ပြီးရန်ကုန်မှာဘာလို့ငလင်မလှုပ်သလဲမိကွန်ထုတ်လိုက်တဲ့သူရိမင်းခန့်ပြည်သူများလုံးမင်းမင်္ဂလာပါရှင့်ဘာမီစနောက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မန္တလေးမှာငလင်လှုပ်တာကိုမြင်ပြီးရန်ကုန်မှာငလင်လှုပ်စေခြင်းသူကတော့မြမလီမင်းဟိုရွှေကျိုသူရိမင်းခန့်ပဲဖြစ်ပါတယ် အခုချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာအင်အားအပြင်းဆုံးငြိမ်းငြိမ်းကြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ငြိမ်းငြိမ်းကြောင်ရှမ်းပြည်တောင်ပိုင်းမြန်မာနိုင်ငံအလယ်ပိုင်းကမန္တလေးနေပြည်တော်စတဲ့မြို့ကြီးတွေကြောင်အဆုံးရှုံးထိခိုက်မှုပျက်စီးမှုတွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီအထဲမှာငလင်တန်းကိုအဆိုးဆုံးခံစားခဲ့ရတာကမန္တလေးမြို့လို့ဆိုနိုင်မှာဖြစ်ပါတယ်။မန္တလေးမြို့မှာအဆောက်အဦတွေနေအိမ်တွေပြိုကျပျက်စီးပြီးတော့လူပေါင်းများစွာအသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒါအပြင်နေအိမ်တွေပြိုကျမဲ့အခြေအနေနဲ့ရင်ဆိုင်ရ တာတွေလူတွေအလုံးကလမ်းဘေးတွေမှာနေထိုင်ရပြီးတော့ရုံအလောင်းတူးဖော်မှုတွေအဆောက်အဦပြည့်စည်တွေရှင်းလင်းဖို့လိုအပ်နေရရှိနေရဖြစ်ပါတယ်ဒီလိုမျိုးအစိုးဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့စကားတခုပြောလာသူကတော့ရွှေကျိုသူရိမင်ခန့်ဖြစ်ပါတယ်သူရိမင်ခန့်ဆိုတာကဒီလောက်ဆိုးွားတဲ့ငလင်ကြီးကဘာဖြစ်လို့မန္တလေးမှာပဲလှုပ်ပြီးတော့ရန်ကုန်မှာမလှုပ်တာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်ဒါကြောင့်လည်းပြည်သက်တွေအလုံးကတော့ရွှေကျိုသူရိမင်ခန့်ကိုတဲဝုန်းနေကြတာဖြစ်ပါတယ်အလုံးသိကြတဲ့အတိုင်းရွှေကျိုသူရိမင်ခန့်ဆိုတာကရွှေကျိုစားပြိုင်ကလေး ကအတန်းရှင်းရှာရင်းနဲ့နာမည်ကြီးလာခဲ့ရဖြစ်ပါတယ် သူရိမင်းခန့်ကရွှေကျုံရွေးပွဲမှာဟာသားမရလို့ငိုခဲ့တယ်လို့ဂူကျင်ဖြိုးလီမီဟိုနဲ့တူတယ်ဆိုပြီးတော့လည်းပြောတာကတပုံစသဖြင့်တော့ပြည်သက်တွေကြားထဲမှာအတော်လေးပွဲဖြစ်ခဲ့ပါတယ်။သူရိမင်းခန့်ကနိုင်ငံကျော်မင်းသမီးဝင်းမုံရွှေကခြေတယ်ဆိုပြီးတော့လည်းပွဲရှာခဲ့ပါသေးတယ်။ဒီလိုမျိုးအင်တာနက်ပေါ်မှာကြရပေါင်းများစွာဖန်တီးတတ်တဲ့သူရိမင်းခန့်ကအီမီဇာလိုမျိုးပဲငကားမျိုးနဲ့ဖြစ်ကြောင်းလည်းပြောခဲ့ပူပါတယ်။အခုမြန်မာနိုင်ငံမှာငလင်ဘေးကြားရောက်ချိန်မှာတော့သူရိမင်းခန့်ကနောက်ထပ်နီလန်တမျိုးနဲ့အတန်းရှင်းရှာလာခဲ့ပါတယ်။ ူရိမင်းခန့်ကမန္တလေးမြို့မှာပြည်သူတွေခံစားနေရတဲ့ဒုက္ခကိုမကြည့်ရတော့ကြောင်းပြောခဲ့ရဖြစ်ပါတယ်။ဒါအပြင်သူရိမင်းခန့်ကမန္တလေးမြို့မှာလူတွေဒုက္ခခံစားနေရမယ့်အစားသူတာခံစားလိုက်ချင်တယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်လည်းသူရိမင်းခန့်ကရန်ကုန်မှာငလင်ဘာလို့မလှုပ်ဘဲမန္တလေးမှာပဲဘာလို့လှုပ်သွားတာလဲ။ရန်ကုန်ကဘာဖြစ်လို့အပြားပဲခတ်တာလဲ။မန္တလေးမြို့ကငလင်တန်ကိုခံစားနေရတာလဲဆိုပြီးတော့သူရိမင်းခန့်ကမေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကတော့ရွှေကြိုးသူရိမင်းခန့်ကိုတော်တော်လေးစိတ်ဆိုးဒေါသထွက်နေကြပါတယ်။ ပရိသတ်တအူကဆိုရင်အီမီဇန်တို့သူရမင်းခန့်တို့ဆယ်လီတွေအနေနဲ့နာမည်ကြီးဖို့အတွက်အတန်းရှင်းရှာက ပေါက်ကိယပြောတာတွေကိုကျန်တဲ့အချိန်မှာလက်ခံလို့ရပေမဲ့အခုလိုတနိုင်ငံလုံးကပြည်သူတွေကြေကွဲဝန်းနေမှုတွေခံစားနေရချိန်မှာတော့ပေါက်ပန်း40မပြောဘဲနဲ့ပါဇက်ပိတ်ထားတဲ့အကြောင်းပြောခဲ့ရပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရွှေကြိုသူရမင်းခန့်ကရန်ကုန်မြို့မှာငလင်လှုပ်စေခြင်းနဲ့ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။ တရမင်းခန့်ကသူ့ကိုဘောဂဝရီနဂါမဲတော်ကြီးကဆောင်းရှောက်နေရဖြစ်ပြီးငယ်စဉ်ကလေးကလိုချင်တာဖြစ်ချင်တာတွေအကုန်လုံးကိုလည်းကြံစီလိုက်တဲ့အတိုင်းအပြင်မှာလက်တွေဖြစ်လာအောင်ကူညီနိုင်တယ်လို့ဆိုခဲ့ရပါဒီအပေါ်မှာပြည်သက်တို့ရဲ့အမြင်လေးကိုလည်းပြောသွားခဲ့ပါဦးနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်